1389ခုနှစ်အတွင်းမှာတော့ဒနင်္ဂနွေသားသမီးရဲ့ကံကိုအကျမ်းပြောပြရရင်ဒနင်္ဂနွေသားသမီးတွေက1389ခုကိုမပြောမိ1386ကိုတစ်ချက်ပြန်ကြည့်လိုက်တဲ့အခါမှာဘာကိုဖြစ်ဖြစ်အလုံးနှစ်ခွာစိတ်နှစ်ခွာအလုံးနှစ်ခုစိတ်နှစ်ခုလောက်ခရမှာတော့အသေးချာပဲဖြစ်ပါတယ်ဘာကိုဖြစ်ဖြစ်ဖြစ်ရှင်တဲ့အရာတွေတဲ့ဖြစ်တဲ့အရာတွေကိုဦးစားပေးကြရတဲ့ဒနင်္ဂနွေသားသမီးတွေဖြစ်တဲ့အတွက်1389ခုနှစ်အတွင်းမှာဆိုရင်တော့ ဘာကိုဖြစ်ဖြစ်လတိုင်းလတိုင်းမှာတော့လရဲ့အစမှာတော့သတိထားရမယ်1989ခုနှစ်အတွင်းမှာ3လတစ်ဖြတ်3လတစ်ဖြတ်3လတစ်ဖြတ်ဆိုပြီးတော့ဆရာတို့အလေးဖြတ်ဖြတ်လိုက်တဲ့အခါမှာပထမဆုံးဗမာလ3လအတွင်းတနည်းအားဖြင့်ပြောရရင်ဆရာတို့ April May May စာဒါပြီးတော့ဂျွန်လလေလောက်အထိကိုတော့အနေငယ်လေးကံကအရန်ကြီးတော့တိုးချက်မလုပ်သင့်မယ်အဲ့ဒီနောက်ပိုင်းရောက်ရင်ရှေ့ချောက်တချောက်လုံးမှာကံအကောင်းဆုံးနဲ့အားသာဆုံးနဲ့ဖြစ်မယ် အစမှာတော့ဘာဖြစ်ဖြစ်ခက်ခက်ခဲခဲရုန်းကန်ရတတ်တယ်နည်းနည်းလေးသူများထပ်ပို့ပြီးတော့စူးစမ်းရတတ်တယ်အဲဒါပေမဲ့လို့အဲဇွဲရှိအောင်လုပ်ပါတကယ်ကိုရဲရဲဝံ့နဲ့ဥဆောင်လုပ်ပါဒါဆိုရင်1388ခုနှစ်အတွင်းမှာတနင်္ဂနွေသားသမီးတွေဟာဘာကိုလို့လို့အစမှာတော့အကြံအပြီးခက်ခဲတတ်တယ်နေရာထိုင်ခြင်းအပြောင်းလဲလေးတွေရာထူးလုပ်ငန်းအပြောင်းလဲလေးတွေလှုပ်ဆောင်တဲ့နှစ်ဖြစ်ပြီးတဲ့အခါတနင်္ဂနွေသားသမီးတွေဟာဆက်ပစ္စည်းရင်နဲ့ပတ်သက်ရင်အားသာကောင်းမှုတိုးတက်မှုတွေရရှိတတ်တယ်လို့အိုးအိမ်ချမ်းမြေနေရာထိုင်ခြင်းတွေ အပိုင်ဆိုင်ရတတ်တယ်လို့အမှုကိစ္စအမွေကိစ္စတွေအဖြစ်များတတ်သောနှစ်ဖြစ်တဲ့နည်းနည်းဒါသမီးတွေဟာရှုံမုံပြောရရင်1368ခုနှစ်အတွင်းမှာဘာလို့လို့လို့အစမှာတော့နည်းနည်းဒီသူများထပ်ပူစူးစမ်းရပါမယ်လို့เนาะဟိုဆွနာလို့ပေါ့ဟိုအစမှာရုံးကန်ရတတ်ပေမဲ့အဆုံးသတ်မှာတော့ဒီကြတဲ့တနုံတွေဒါသမီးတွေဟာ ကြာလီ နေမြင့်လေးလေးအယူရင့်လေးလေးမဟုတ်ပဲကြာလေးထိရောက်လေးကြာလေးထိရောက်လေးဖြစ်တဲ့အတွက်ကြောင့်မလို့တင်းလာသားသမီးတင်းကုန်နေသားသမီးမိတ်ဆွေတွေကပို့တော့ဇွဲရှိလေးလေးအပြိုင်ဆိုင်များလေးလေးကို့အတွက်အောင်မြင်မယ်နှစ်ဖြစ်တယ်ဒီကဘာတဲ့ဘလောက်ပဲကြာကြာဘလောက်ပဲအဲဆွနာလိုပေါ့ဟိုအပြိုင်ဆိုင်နေများစီကမှုတင်းကုန်နေသားသမီးတွေဟာပြိုင်နေရင်ကိုအလိုလိုကိုပြိုင်နေတဲ့သူကလည်းအလိုလိုကိုပေါ်နေမှာ ဘိုင်းလေးလေးကိုကိုကရှေ့မှာရောက်နေတယ်ဖြစ်တဲ့အတွက်ပြဿနာကိစ္စတခုခုကိုအတေချာစနစ်တကျဖြည့်ခြင်းမှာဒေါသနဲ့မဆုံးဖြတ်ပါနဲ့ငွေကြီးနဲ့ပတ်သက်လာရင်လည်းအစမှနည်းနည်းလေးအခက်အခဲလေးတွေပေါ်ရပေမဲ့လုပ်ငန်းနဲ့ပတ်သက်ရင်လည်းအစမှနည်းနည်းလေးကိုယ်ကိုမယုံကြည်သလိုဖြစ်ပေမဲ့အလက်တွေမှာအလုံးနဲ့တက်တည်ပြပါရှေ့တို့ဆောင်ရလှုပ်ဆောင်မှာအားသာခြင်းကောင်းမှုခြင်းတွေရရှိပါလိမ့်မယ်ဆိုတဲ့နှစ်ဖြစ်တဲ့အတွက်တနင်္ဂနွေသားမိမိစုတို့ကိုရှေ့ချောက်ရှေ့တို့ဆောင်ရလှုပ်ဆောင်ရင်ဇွဲရှိရှိနဲ့လှုပ်ဆောင်ရင်အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းနဲ့အစဉ်ပြေခြင်းတွေကို ြတာမယ်နှစ်ဖြစ်တဲ့အတွက်ဒုညဝိသသမီးတွေကဘာကိုဖြစ်ဖြစ်တော့စိတ်ချတိခံလမ်းကြောင်းမှန်လို့ဆရာတို့သုံးသပ်ရပါလိမ့်မယ်။ကောင်းပြီ။ဆိုတော့ဒါအပြင်ဒုညဝိသသမီးမိတ်ဆွေများလူငယ်တွေကတော့အလုံးနဲ့ပတ်သက်လာရင်ဒုညဝိတွေကများသောအားဖြင့်ဒီတစ်နှစ်ဟာအရှိရင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းကလေးဆရာတို့ဟို ဟိုအဆင်မပြေမှုလေးတွေကြောင့်လုပ်ငန်းလိုက်အဆင်မပြေတာမျိုးလေးတွေဖြစ်တတ်တဲ့အတွက်ကြောင့်မလို့တော့ဒါလေးကိုဝေယူဆရမယ်ဟမ်ချာဖွေထားသမျှဟာအခြေရင်းနဲ့ပတ်သက်ပြီးတော့အဆင်မပြေလို့စိတ်မပါတာမျိုးเนาะလူငယ်တွေဆိုအထူးသဖြင့်စိုက်တင်တာပေါ့အခြေရေးကိစ္စတွေကြောင့်လုပ်ငန်းကိစ္စပညာရေးကိစ္စတွေနှောင့်နှေးတတ်တယ်ဒါကြောင့်မလို့ချစ်တော်ချစ်ပါဒါပေမဲ့ အတိနဲ့သတိကိုကပ်ပြီးရှိဖို့လိုအပ်တယ်မေတ္တာကြီးမှာဆိုရင်လည်းမေတ္တာကြီးနဲ့ပတ်သက်လာရင်အရှိရင်နဲ့ပတ်သက်လာရင်ကိုကမိမိရဲ့ချစ်သူအပေါ်အယံကြီးအယုံကြီးလွန်ပစ်တာမျိုးလေးတွေကြောင့်မထင်မှတ်ပဲနဲ့ခံမမရတဲ့အဲဆုံးဖြတ်ချက်လေးတွေပေါ်လာတတ်တဲ့အတွက်ဒါလေးတွေကိုသတိထားပါအရှိရင်နဲ့ပတ်သက်လာရင်အယံကြီးတက်ယူမတန်ဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေအိမ်နာရင်းနဲ့ပတ်သက်လာရင်တော့အဆိုးနဲ့ဖြစ်စီအကောင်းနဲ့ဖြစ်စီခွဲခွာရတာမျိုးတွေဒီကြုံရတတ်တယ်ပြန်လဲစုံစည်းဖို့အတွက်လည်းတွေ့ရတယ် ကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့ဘာဖြစ်လို့ဖြစ်မှမသိဘူးကျမ်းမာရေးနဲ့လည်းရှူကြတာမျိုးဟိုနာကိုက်တယ်လို့ဒီနာဖျက်တယ်လို့ဒီနာညံ့တယ်လို့ဟိုနာညံ့တယ်လို့ဒါလေးတွေတော့ကြုံသွားတတ်တယ်ဒါပေမဲ့အရင်ကြီးဆိုးွားနေတဲ့နှစ်တော့မဟုတ်ဘူးဒါပေမဲ့ကျမ်းမာရေးနဲ့ပတ်သက်လာရင်ငွေကြေးပေါ်မူတည်နေပြီငွေဝင်ကျမ်းမာရေးကောင်းပြီငွေမဝင်ကျမ်းမာရေးညံ့တတ်တယ်နှစ်ဖြစ်မှာတော့အသေးချာပဲဖြစ်တယ်ခင်ဗျာသို့သောထားလိုက်တော့ဒေါင်းနဲ့ရ69ခုနှစ်အတွင်းမှာတနင်္ဂနွေသားသမီးတွေအတွက်အကျိုးပေးကံကောင်းစေတဲ့ဂဏန်းနံပါတ်တွေအနေနဲ့ဆိုရင်ဆရာတို့တနင်္ဂနွေသားသမီးတွေက ခုနှစ်ကနန်းအကျိုးပေးတယ်ရှစ်ကနန်းအကျိုးပေးတယ်ဒါအပြင်၆ကနန်းအကျိုးပေးတယ်အကျိုးပေးစီတဲ့အယောင်နေနေနဲ့ဆိုရင်တော့မိုးပြရောင်စင်ဆွေရောင်ဒါအပြင်အပန်းရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပါတယ်ဘာနေသားနေနဲ့တွဲလို့တင်တယ်လဲဆိုရင်တော့မိတ်ဆွေတို့နေနဲ့တလုံးလုံးနေသားသမီးတွေဟာစနေသားသမီးတောက်ကြသားသမီးတွေနဲ့တွဲလို့ရင်ကံရဲ့တိုးတက်မှုကိုရရှိတတ်ပြီးတဲ့အခါအဋိဋ္ဌံပြုကျင်နေဆိုတနင်္ဂနွေသားသမီးမိတ်ဆွေတွေဟာ1388ခုနှစ်အတွင်းမှာ ကိုနဝင်းမိုးလင်းမှာတည်မယ်ဆိုတဲ့အတိုင်းမနှမိုးလင်းတဲ့အခါဘုံတော်ကိုးပါးကိုကိုးကောက်ဒါဆိုရင်ဒီကောအရာကိုဆရာကဆရာမဖြစ်ခင်ကနေကလှုပ်ထားတာအညာအိတ်တဲ့အခါဘုံတော်ကိုးပါးကိုကိုးကောက်ရွတ်အိတ်တတ်တယ်ဒါပေမဲ့မိတ်ဆွေတွေကအရှားဘာသာဝင်ဆိုရင်ကိုမိမိယုံကြည်တာဘာသာမိမိယုံကြည်တဲ့ဘာသာရေးကိစ္စလေးတွေမှာဘယ်ဘာသာမဆိုဘာသာတရားဟာဘာသာတရားတိုင်းဟာကောင်းမွန်တယ်လို့ဆရာကမြင်တဲ့အတွက်ဘယ်ဘာသာကိုမဆို အရေးကြီးတဲ့ကိစ္စတွေအရေးကြီးတဲ့လုပ်ငန်းကိစ္စတွေဟိုဆွနာလိုပဲမမဟုတ်ဘူးနေ့စဉ်နေ့တိုင်းအစင်မမှန်လေးရွတ်ဖတ်ကြင်ကြံသွားလိုက်လို့ရှိရင်1389ခုနှစ်အတွင်းမှာဆိုလို့ရှိရင်မိတ်ဆွေတွေဟာညံ့မှာဆိုရင်တော့ညံ့မယ်လို့ဆရာကမထင်တော့ပါဘူးခင်ဗျအဲ့တော့တနေ့ဦးလေးသာသမီမိတ်ဆွေတွေအနေနဲ့ဘာသာတရားကိုင်းကိုင်းဆိုင်ဆိုင်လုပ်ပါဘာသာတရားနဲ့ပတ်သက်ပြီးတော့ပုံမှုပြီးတော့အဲတိုးချက်လှုပ်ဆောင်ရင်အစင်ပြေမယ်အထူးသဖြင့်အားတဲ့အခါ meditation လေးတွေထိုင်ပေးတာမျိုးဟာပုံမှုကောင်းမှုပြီးတော့တိုးတက်နိုင်သောနှစ်ဖြစ်တယ် ကောင်းပြီ1986ခုနှစ်89ခုနှစ်ပြည်မှာတနင်္ဂနွေသားသမီးတွေကဘာလို့လို့လို့အစမှာတော့အနှဲငယ်လေးရုံးကန်ရတတ်တဲ့အတွက်တော့အစတိုင်းမှာလရဲ့အစတိုင်းမှာတော့နည်းနည်းလေးတရက်နေ့နှစ်ရက်နေ့သုံးရက်နေ့လေးတွေမှာဂယုဆိုင်စင်ရင်တည်ထားလှုပ်ဆောင်ရင်လိုအပ်ကြောင်းထပ်လောင်းပြောလို့ပါတယ်ကန်ဆာတာတက်စီရင်ပြုလုပ်ရမယ်ရေရီယာအနေနဲ့ဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ ဒေါသနဲ့ဆုံးဖြတ်တာကိုလျှော့ပါစကားအများကြီးမပြောပါနဲ့အမှားအများကြီးပါတတ်တယ်ဒါအပြင်အလုံးနဲ့သက်သေပြပါဖြစ်နိုင်ရင်ပြုံးပြတာဟာမိတ်ဆွေတို့အကောင်းဆုံးအဆောင်ရည်တရားဖြစ်တယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့ကံတရာတက်စီရန်အတွက်ဆိုလို့ရှိရင်တော့လူကြီးမိဘဆရာသမားမိမိတဲ့အသက်ကြီးသောသူတွေမိမိတို့ရဲ့မိဘဆရာသမားတွေကျေးဇူးရှိတဲ့သူတွေကင်မွန်နီဆယ်ပါးကိုနေ့စဉ်ဖြစ်စီကိုယ်တိုင်ဖြစ်စီဥချအိဟာတာဟာအကောင်းဆုံးရည်တရားဖြစ်ပြီးကြုံကြိုက်တဲ့အခါမှာမိတ်ဆွေတို့အနေနဲ့ဆင်းရဲသားမရှိသူကို ဝေမျှပေးကမ်းခြင်းကုသိုလ်ဟာအကောင်းဆုံးဖြစ်တယ်ယေရှုတင်ပါတယ်နောက်တစ်ခါတနင်္လာသားသမီးတွေအတွက်ဆက်လိုက်